အခုကဆိုရင်တော့ဖြစ်ပြင်းတိရွာကနေပြီးတော့ပေါ့နော်ဒီလမ်းချိုးလေးမှာ15မိနစ်လောက်မောင်းလိုက်တာကားမောင်းလိုက်တာ ਨੇ ပေါ့နော်ဒီဂျပန်ရွာကိုဆက်ပြီးတော့လာလို့ရပါတယ်ဒါကတော့ဒီကပကင်မာကထိုးပြီးတော့ဒီဂျပန်ရွာကိုသွားမယ်ဆိုရင်တော့ဒီလေကားကိုတက်ရမှာပဲဖြစ်ပါတယ်အခုဆိုရင်တော့ဒါလူကျမတို့ရှိမှရောက်နေတဲ့လူတွေကတော့ဒီလေကားကိုတက်သွားပါပြီလေကားကတော့อืมနည်းနည်းလေးတော့မြင့်နေပေါ့နော်ဒီလေကားကိုတက်ရမယ် ဒီလေကားကိုတက်ပြီးလို့ရှင်တော့အရှိမပါဘောเนาะဒါဂျပန်ရွာကိုသွားမယ်ဒီလမ်းမကြီးကိုရောက်မယ်ဘောเนาะဒါကလမ်းပဲလျှောက်လာလို့ရတယ်ဘောရှင်ဒါကတော့လမ်းပဲလျှောက်လာလို့ရတယ်ဒီကပကင်ကနေပြီးတော့ဒီဂျပန်ရွာကိုဘောเนาะဒါဆိုရင်တော့ဒါလမ်းလျှောက်လာပဲဖြစ်ပါတယ်တော်တော်လေးတော့လမ်းလျှောက်ကြတယ်ဘောเนาะနာ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 ပြီးတော့အဲလာလို့ရတယ်ဘောเนาะတောင်တက်ဖြစ်တဲ့အတွက်ဘောเนาะခုဆိုရင်တော့ဒါကျမက ဒီဂျပန်ရွာကိုသွားတာပဲဖြစ်ပါတယ်ပြင်သစ်ရွာကနေဆိုရင်တော့မဝေးဘူးပေါ့နော်သူကဝင်ကြေးတစ်ခါတည်းပြေးလို့ရှိရင် ပြင်သစ်ရွာကိုဂျပန်ရွာကိုဝင်လို့ရတယ်ပေါ့နော်ဒါကတော့အခုဆိုရင်တော့ဒါဂျပန်ရွာရဲ့ရောက်ပါပြီဂျပန်ရွာရဲ့ sign book ပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ဒါဂျပန်ရွာရဲ့ sign book နားကိုရောက်ပါပြီအခုမြင်နေရတဲ့အဆောက်အဦလေးကတော့ရေခဲချောင်းလေးတွေပါလေးတွေရောင်းနေပေါ့ရှင်ဒါကတော့ဂျပန်ရွာရဲ့ sign book ီကနေပြီးတော့ဒီမှာဒီဆိုင်းဘုတ်ပေါ့နော်ဒီဆိုင်းဘုတ်ကနေပြီးတော့ညာဘက်ကိုဆက်ပြီးတော့ချိုးပြီးတော့ဟိုးအထဲကိုပေါ့နော်ဟိုးအထဲကိုဝင်ရတာပဲဖြစ်ပါတယ်ဒီကတော့တောင်းပေါ်မှာတည်ထားတာဖြစ်တဲ့အတွက်အရန်ပဲตายရဲပေါ့เนาะတစ်ပင်နေကြောက်တုံးနေနဲ့ရံပဲစိမ့်လန်းစုပြေတယ်ပေါ့ရှင်လီကောင်းလီတန်လဲရတယ် အေးချမ်းနေပေါ့နော်အေးချမ်းနေသူကတောရီတောင်ရီဖြစ်တဲ့အတွက်အရင်အေးစင်းစင်းလေးလည်းဖြစ်တယ်ပေါ့ရှင်ဒီကနေပြီးတော့ဒီမှာတက်ပြီးတော့ဒါအခုဂျပန်ရွာတွေကိုဝင်มาပဲဖြစ်ပါတယ်ဒါဆိုလို့ရှင်တော့အခုဒီလေကတက်ကလေးအတိုင်းလေးပေါ့နော်အာနည်းနည်းလေးတက်လိုက်တာနဲ့ဒီဟိုအရှိမမြင်ရတဲ့ဒီရွာရဲ့အဝင်အဝါလေးပေါ့နော်ဒီဟာလေးအဝင်အဝါလေးတဲ့ကိုဝင်လိုက်တာနဲ့ဒါသူ့ရဲ့ဒီဂျပန်ရွာဆိုပြီးတော့ပေါ့နော် လှုပ်ထားတဲ့ဝင်းနဲ့ရောက်ပြီပေါ့နော်ဒီတက်မှဆိုလို့ရှိရင်တော့အမ်ဘာတွေရှိမလဲဆိုလို့ရှိရင်တော့ဒီဂျပန်စတိုင်ပေါ့နော်ဂျပန်စတိုင်အိမ်လေးတွေရှိမယ်ပြီးလို့ရှိရင်အဲပြီးလို့ရှိရင်ကိုကပေါ့နော်ဂျပန်ဝစ်စုံငှားဝစ်ချင်တယ်ဆိုလို့ရှိရင်လည်းဝစ်လို့ရတယ်ပေါ့နော် ဒီမှာဒါကတော့မြားတဲ့အတိုင်းပဲအရန်ပဲตายရတယ်ဗောနောပြီးငားကလေးတွေမွေးထားတယ်ပြီးရင်ဂျပန်အိမ်လေးတွေရှိတယ်ကျွန်တော်တို့ရောက်တဲ့အချိန်မှာတော့သူကဂျပန်အိမ်လေးတွေကိုတော့တကားတော့ခတ်ထားတယ်ဗောနောတော့ခတ်ထားတယ်ပြီးပြီးတော့မွေးဗောနောဒီမှာရှိတာကဒီလိုမျိုးအရန်လှတယ်ဗောနောအရန်လှတဲ့နေရာလေးဗောနောဒီမှာဆိုရင်ကြောက်တုံးလေးတွေကြောက်တုံးလေးတွေအဲ့လိုမျိုးလေးဗောနောစမ်းကြောင်းအတူလေးတွေ လုတ်ထားတယ်ဗောနော်ဒီမှာဂျပန်ဝစ်စုံငါဝစ်ချင်တယ်ဆိုလို့ရှိရင်လည်းဒီနေရာမှာဝစ်လို့ရတယ်ဗောနော်တပုံရိုက်လို့ရတယ်ဂျပန်ဝစ်စုံကတော့ခလေးဆိုလို့ရှိရင်တော့ ringgit 20ဗောနော်လူကြီးဆိုလို့ရှိရင်တော့25ကျပ်လောက်ပေးရပါတယ်ဒီမှာဂျပန်ထီးတွေလည်းရှိတယ်ဗောနော်ဒီမှာအကုန်လုံးတပုံရိုက်ပြီးတော့အာငှားပြီးတော့ဝစ်ပြီးအကုန်လုံးတပုံရိုက်လို့ရတယ်ဗောနော်ဒါကတော့သူ့ရဲ့ဒီဂျပန်ရွာလေးဗောနော်ဂျပန်ရွာဆိုပြီးတော့သူလှုပ်ထားတဲ့ပုံစံလေးဗောနော် ตายาတယ်လှပ်ပါတယ်အေဂျင့်နဲ့ပြီးလို့ရှိရင်ကိုကပြင်သစ်ရွာကိုလာမယ်ဆိုလို့ရှိရင်ဝင်ကြီးရပါတော့တခါတည်းပြေးထတာဖြစ်တဲ့အတွက်ဒီဘက်ကိုလာမယ်ဆိုတော့ဝင်ကြီးထပ်ပြီးပြေးကြမလို့တော့ဘောเนาะဒါဆိုလို့ရှိရင်တော့ဒီမှာဂျပန်ဝစ်စုံငှားပြီးတော့ဝစ်ပြီးတပုံရိုက်နေကြတာပဲဖြစ်ပါတယ်ဒါကတော့ဒီစမ်းချောင်းထဲမှာမွေးထားတဲ့ငှားလေးတွေဘောเนาะ ငားလေးတွေပေါ့ဒီထဲမှာဆိုလို့ရှိရင်တော့အကျယ်ဝင်းကအအရှိကိုဆက်သွားမယ်ဆိုရင်သွားမယ်ဆိုသွားနိုင်တဲ့လောက်ပေါ့နော်ဒီဂျပန်အိမ်လေးတွေရှိတယ်တော်ဒီလမ်းကြားလေးတွေရှိတယ်အပင်လေးတွေရှိတယ်ပေါ့နော်ကျမကအဲ့ဒီဘက်ကိုဆက်ပြီးတော့မရိုက်လိုက်မိဘူးပေါ့နော်ဒါဒီနားလေးမှာပဲရိုက်လိုက်မိတယ်ပေါ့နော်ဒါအရှိမဆက်သွားမယ်ဆိုရင်လည်းအလိုပဲဂျပန်အိမ်ပုံစံနဲ့ဂျပန်စတိုင်အိမ်လေးတွေပေါ့နော်ဟိုတလုံးတီတလုံးဒီတော်တဲ့တောင်ထဲမှာဒါသူတို့အာရိုက်ထားတယ်ပေါ့နော် စောက်ထားတယ်ပေါ့ရှင် sorry စောက်ထားတယ်ပြီးလို့ရှင်ရင်ဒီလမ်းလေးတွေအစားပေါ့နော်တည်တည်ချာချာကြောက်တုံးလေးတွေနဲ့လှုပ်ထားတယ်အရန်ပဲလှတဲ့အေဂျင့်နဲ့အခုကကျမတို့ကကြတော့ဒီခန်တင်း highland ကနေပြီးတော့ပြန်ပြီးတော့ 45မိနစ်ကားမောင်းလိုက်ရင်ပြင်သစ်ရွာကိုရောက်တယ်ပြင်သစ်ရွာကိုရောက်ပြီဆိုတော့ဂျပန်ရွာကိုရောက်ပြီလို့ပဲပြောလို့ရပါတယ်เนาะဒီမှာဆိုရင်တော့တခါတည်းပေါ့เนาะကိုကတနေ့တာခရီးဆိုလို့ရှိရင်3နေရာလောက်ကိုလည်းပတ်လို့ရတယ်ပေါ့เนาะဂန်တင်ဟိုင်းလန်းကိုလည်းလည်းပတ်လို့ရတယ်အပြန်မှာဂျပန်ရွာကိုလည်းဝင်လို့ရတယ်ပြင်သစ်ရွာကိုလည်းဝင်လို့ရတယ်ပေါ့เนาะဒါကတော့ဟောလီဒေးရက်တုန်းကသွားလိုက်တဲ့နေရာလေးကအရန်လှပြီးတာယာလို့ဆိုပြီးတော့အားလုံးအတွက်တင်ပေးတာပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်